ကလေးဓာကြီးရဲ့ကလေးလားကလေးလူလူခွေးလူလူနဲ့လာချွဲနေတဲ့မိမအစားလာစော်ကားတဲ့ခါကျတော့ပောက်ကွဲသွားတယ်ခြေထဲမှာတော့ကလေးကိုမထိမဲ့လို့အဲကလေးလေးကပါဖြစ်တယ်ညာဖြစ်တယ်နောက်ပဲကျတော့မှလက်ညှိုးကောင်းကောင်းထူပြီးဓာကြီးကကလေးလားဆိုတာပေါ့အတန်ဖလိုးပါအကိုချိမ့်ပြရမဲဆိုတဲ့စကလုံးဒီလောကနဲ့မတင်းတဲ့စကလုံးဖြစ်တယ် ယမဲထနေတယ်ယမဲထနေတယ်လို့ပြောကြတယ်အဲဥစ္စာကြောင့်ယမဲထတယ်အခြေအကျကြောင့်ယမဲထမယ်အိမ်တော်ရေးကြောင့်ယမဲထတယ်ခရက်တွေထကြတယ်အဲ့ဒါကိုပြန်ခြုံကြည့်လိုက်ဆိုရင်ယမဲဆိုတာလူချင်းတက်တက်မဲ့မှုပေါ့နော်လွန်ကဲတဲ့လူချင်းတက်မဲ့မှုတွေဖြစ်လာတဲ့အခါကျတော့အာလူနဲ့လူပတ်ဝန်းကျင်မှာတပြေးပြေးနဲ့ကျောင်းတရားတွေတိုက်ဆိုင်တာတိုက်ဆိုင်တာတိုက်ဆိုင်လာရရနေလို့နောက်ဆုံးပောက်ပွဲကြရတယ်ပြောကြအဲ့တော့ ဂျမဲနဲ့ပတ်သက်လို့ပြောရရင်တော့ဒီဇက်လန်းတွဲသည်လူနဲ့လူပတ်ဝန်းကျင်လူနဲ့လူပတ်ဝန်းကျင်နဲ့အနီးဆက်ဆုံးအဖြစ်ပြက်ဒါတကယ်ပြန်တွဲကြည့်ရင်ဒါတကယ် true story တစ်ခုလိုပဲပြည့်တဲ့ရင်ထဲမှာခံစားရတယ်လူဥောက်ခံထင်းတယ်ဘာကြောင့်လဲဆိုတော့ဥောက်ခံဖြတ်ဖြတ်ပြီးကြည့်လိုက်တဲ့အခါမှာတော့မှမိသားစုချင်းချင်းတော့မှတွေးပွဲနေရတာတွေဒါတွေကအပြင်လောကမှာ တော်တော်များများဥပမာနဲ့ကြုံကြဲ greeting ဆိုတော့ဒီတိုင်းပြည်အတွင်းမှာဟိုကပါနောက်ပတ်တော့မကန်နဲ့ Andy Don ကိုဖြစ်ပြဝင်မက်နေတာလေဟုတ်ကဲ့ဥစ္စာရင်မဲ့နောက်တယောက်ကအချစ်ရင်ရင်မဲ့နောက်တယောက်ကအိမ်တော်ရင်ရင်မဲ့အဲ့ဒီဟာတွေအကုန်လုံးစုံလာတဲ့အခါကျတော့ဒီအရင်တစ်ခုတည်းမှာတကယ်ကိုမိတော်တစ်ခုလိုပဲပောက်ပွဲပုံကြဆိုတော့ကပိဋကဇလန်းတွဲကိုလက်ခံတယ်ဆိုတာပညာပေးအနေနဲ့ ိတဲ့ပြည်သက်ကတော်တော်များတယ်။အော်ဒီလိုမျိုးဖြစ်သွားလို့ချင်းဒါမျိုးဖြစ်နိုင်ပါလားဆိုတဲ့အတွေးမျိုးကိုရောက်စေတဲ့ဇလန်တွဲတစ်ခုလည်းဖြစ်တယ်။ဒါဥက္ကဋ္ဌကအကြံပေးတာပါ။အဲ့တော့မိသားစုအတွင်းမှာဒီလိုတွေဖြစ်နေကြတယ်ဆိုရင်ရမက်ကိုကြည့်ပြီးတော့ဖြေသိမ့်နိုင်ကြပါစေလို့လည်းဥက္ကဋ္ဌကဆုတောင်းပေးတယ်။ဒီကိုမောင်နှမအချင်းချင်းဘာပဲပြောမိသားစုဆိုတဲ့က မြေကုံမော်တမတစ်ခုမဟုတ်တစ်ခုတစ်ခုမဟုတ်တစ်ခုနဲ့တော့မွေပြီးတော်နေကြတဲ့ဆွေမျိုးအရင်းချာတွေပါဒါဘသူကဘသူကမွေလို့ဘသူကဘသူကမွေလို့ပေါ့မြေကုံမော်တမတဝင်းခွဲတွေအဲ့လိုမျိုးတွေဆိုတော့ဒီဆွေမျိုးရင်းချာတွေအတိုင်းဝိုင်းတိုင်းမှာဒါမျိုးတွေဖြစ်လာရင်ဘလိုမျိုးကြည်ကွဲစရာတွေဖြစ်လာလိမ့်မယ်ဆိုတော့ရမက်ကမိန်းမောင်းထိုးပြထားတယ်လို့အဝေါ်ခင်ဗျာမိန်းလေဒါကြောင့်မလို့ပေးသက်ကလေဒါကိုပညာပေးအနေနဲ့ ေးချာလေးကြည့်ပေးကြပါဇာလန်တဲ့တွဲကိုမင်းသားမင်းသမီးကြည့်တယ်လို့မျိုးမဟုတ်ဘူးပညာပေးတစ်ခုအနေနဲ့ကြည့်ပေးကြမယ်ဆိုရင်ရမက်ပြီးပေးတတ်တဲ့တကယ်ကိုကောင်းတဲ့ဇာလန်တို့တစ်ခုလေးတော့လောက်ပဲလောက်ပါလောက်ပါလောက်ပါကလေးကိုမထိနိုင်တော့ဇလန်းဆက်ညောမဲမဲပုံတော်လို့ပါ။ဒါကြောင့်လဲဆိုတော့ ဒီကလေးကဒိုင်လော့ကိုရွေးချယ်တတ်တယ်ပြီးတော့လူတယောက်ကိုကရက်တာဘာကိုပေးရမလဲဆိုတော့သူရွေးချယ်တတ်တယ်ဒါဥအောင်ခိုင်ကဥအောင်ခိုင်လည်းအခုပြောပါတယ်ဖုန်းနဲ့ဆက်ကြတယ်ဥအောင်ခိုင်လည်းဒီအသက်ရွယ်မှာဒါမျိုးတွေကရက်တာတွေပြီးတော့လည်းဥအောင်ခိုင်လုံရဲတယ်နော်ဥအောင်ခိုင်တရုပ်ဆောင်လို့တရုပ်ဆောင်ဆိုတာကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တဲ့လူတယောက်ရဲ့စိတ် တော့ကန်ကျွဲ့နေဆိုတာဥရောပမှာမဟုတ်ဘူး။ဒါပေမဲ့ဇလန်နေကကျွဲ့နေရဲ့စိတ်ပြီးဥရောပစိတ်နဲ့ပြူဂျင်မတူဘူး။ဟုတ်တယ်ဟုတ်လား။ဥရောပကန်ကဒါကိုရီသေးတာမဟုတ်ဘူး။ဥရောပမှာလည်းအမားယွင်းနေရှိခြင်းနဲ့ရှိခဲ့ဘူးလိမ့်မယ်။ဒါပေမဲ့ဥရောပကန်စိတ်နဲ့ဇလန်နေကကျွဲ့နေစိတ်ကတလန်းစီ။ဒါပေမဲ့ဥရောပကန်ကအဲ့ဒီလမ်းကိုကျွဲ့နေရဲ့စိတ်လမ်းကိုရအောင်ရှောက်။ကျွဲ့နေရဲ့ character ကိုရအောင်ယူတယ်။ ကျွန်းနေဒီဘာကောင်လဲအောင်ခိုင်ဒီဘာကောင်လဲကွဲအောင်လုပ်ကျွန်းနေနေရာမှာတည်ဥဆောင်မယ်အောင်ခိုင်ကအောင်ခိုင်ရဲ့အပြောအဆိုအသွားအလာတွေကမှမပြင်းပြန်ရင်ကျွန်းနေမဖြစ်လောက်အစတော့ခလေးလေးပါခလေးပါဆိုပြီးတော့လေဟမ်ခလေးဒါကြီးရခလေးလားတည်ဥဆောင်ဆိုတာကိုမိုးတဲ့လူတယောက်ရဲ့အကြောင်းကိုမိုးတဲ့လူတယောက်ရဲ့စိတ်ဒီနှစ်ခုကိုပေါင်းပြီးတော့မှဇလန်းကပြီးတဲ့ဇက်ရုပ်ပြီးပြင်းအောင်တည်ဥဆောင်နိုင်မှာ ရုပ်ဆောင်ကောင်းဖြစ်မှာရုပ်ဆောင်ဆိုရုပ်ဆောင်ဖြစ်တာလွယ်လွယ်လေးပါကင်မရာရှိအိုက်တင်လုပ်ပြရင်ရုပ်ဆောင်မျိုးဒါပေမဲ့တရုပ်ဆောင်ကောင်းဖြစ်ဖို့ဆိုတာကိုမတက်ရင်မတက်ဘူးလို့ဝန်ခံပြီးတင်ယူရမယ်လေ့လာပြီးတင်ယူပြီးရတဲ့ဥစ္စာကိုအများတန်းကိုကိုကို train လုပ်နေလေ့ကျင့်နေအဲ့ဒါမှတရုပ်ဆောင်ကောင်းဖြစ်တော့ဒါကြောင့်မလို့ကြွက်ညီဖြစ်ဖို့အတွက်တော့ငါမင်းမို့ပြီးတဲ့ကအများကြီးပြင်ဆင်လိုက်တယ် ။ဘာကြောင့်လဲဆိုတော့ကျွဲ့နေကြီးပထမပိုင်းမှာဇီဝရေးအတင်းတင်းရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်မောက်ပါတယ်။နောက်ပိုင်းမှာဇီဝရေးရှော့သွားတဲ့အချိန်ကျတော့ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟိုကလေးလူလူခွေးလူလူနဲ့လာချွဲနေတဲ့မိမအစားလာစော်ကားတဲ့ခါကျတော့ပောက်ကွဲသွားတယ်။ဇီဝရေးမှာတော့ကလေးကိုမထိမဲ့လို့အဲကလေးလေးကဘာဖြစ်တယ်ညာဖြစ်တယ်နောက်ပိုင်းကျတော့မှလက်ညှိုးကောင်းကောင်းထူပြီးဒါကြီးကကလေးလားဆိုတော့အတန်ဖလိုးပါအကုန်ချိန်ပြရတယ် အဲ့တော့တေးဥဆောင်ဆိုတာပြန်ကောက်ရင်ပုံမုတ်တဲ့လူတရားရဲ့အကြောင်းပုံမုတ်တဲ့လူတရားရဲ့စိတ်ကြီးနှစ်ခုပေါင်းပြီးတော့ဇလန်းပြီးတော့ဇက်ကောင်ဇရိုက်ကိုပြည်ပြောင်းလို့ရအဲ့ဒါမှတေးဥဆောင်ကောတော့လောက်ပဲလောက်ပါလောက်ပါလောက်ပါဟွန်းတမင်းကြောင့်တဲ့ဦးကလေးကိုမတီးနဲ့တော့ကာမရဲ့ခင်ကြီးကသူတို့တော့ daily ခေါ်တော့ဒီဒါကတော့ဒီလိုလေးလုပ်မယ်အေးအေးရလဲဒါလုပ်မယ်ကြိုင်နေရတယ် တရုတ်ဆောင်ဆိုတော့တရုတ်ဆောင်တယောက်နဲ့တယောက်ငင်းလေးလှုပ်ချင်အောင်ငါလည်းလှုပ်ချင်အောင်လို့ဆိုလို့လို့မရဘူးဇလန်းပြီးတယ်ခုနဇက်ကောင်စရဲကိုနားလဲအောင်လို့အရင်ဆုံးလေးလာအဲ့တော့ဟောဘာပဲပြောဒါပါစနယ်အရာချီးကျူးတာပါတင်းတဲ့ဖို့တကယ်လည်းတော်တယ်ဘာကြောင့်လဲဘာကြောင့်တော်တယ်လို့ပြောတယ်လဲဆိုတော့သူဒီဒီ character ကိုပြုံးဆောင်အောင်လို့ဆိုတော့အဲ့တော့ဥက္ကမေးတယ်တမီး ဒီ character ကိုတည်ဥဆောင်တယ်ဆိုအစိုးရကတည်တယ်လားတည်တယ်လေတည်ရဲ့ဒါဖြစ်လို့ဘာဖြစ်လို့တည်ဥဆောင်တာလဲဆိုတော့ခုနဦးအောင်ခံပြောတဲ့စကားကို तू ကပြောလိုက်တဲ့အခါကျတော့ဦးအောင်ခံရမ်းချစ်သွားတယ်ဒီလိုဘာကြောင့်လဲဆိုတော့သမီးကတည်ဥဆောင်တယ်တဲ့ဇာတ်လမ်းပြီးတော့ဇာယုတ်ကိုကြာရဇာယုတ်ကိုပြီးပြီးတည်ဥဆောင်ကြတာပေါ့အဲ့ဒါ right you know ဘာဦးအောင်ခံစပါပြောခဲ့တယ်လို့ပဲသူ့ကိုစီကအဲ့စကားတခွန်ကြားရတာနဲ့ဦးအောင်ခံကသူ့ကိုကူညီခြင်းစိတ် အရန်ဖြစ်သွားတယ်သူတန်တော့ဒီနည်းလေးချော်သွားတာနဲ့ဒါမှမဟုတ် response agent နည်းနည်းလေးပါသွားတာနဲ့ပြောမှသူတမိတာတမိတာဒါဒါအဲ့တော့ခုနကဘောခွင့်ပြောသူလို့ကိုကလိလာမယ်နားမလဲနားမလဲဘူးဆိုပြီးတော့ဝန်ခံရတဲ့တတိနဲ့မိရရမယ်တင်းသေးပုံမှာအဲ့ဒီတတိရှိသူလိလာတယ်ဒါပေမဲ့တခါတည်းမှာသူတိုင်တော့အသေးပဲလေးနည်းနည်းလေး အာအတိတ်ရဲ့ကောက်လွဲတဲ့ခါကျဒီအဲ့ဒါပါလဲဆိုတာမေးရဲတယ်မေးချင်စိတ်ရှိတယ်အဲ့ဒါပါလဲဆိုတင်ယူချင်စိတ်ရှိလို့သူကခဲ့နေတော့လည်းဒီတိုင်းပဲကိုယ့်ရဲ့တဘာချင်းတဲ့လူတွေနဲ့ရက်ရတဲ့ခါကျပြီးတော့ရင်းနဲ့မျော်လေးအာမျော်လေးတိုင်းမိုင်းရင်ဆိုတဲ့ဇာကားရိုက်တယ်သူကခဲ့တော့ကလူသေးတယ်ဦးကျော်ရင်းနဲ့ကိုကွဲဒီကိုကတခေါ်ကြီးတော်သားတယောက်ကမြို့ပေါ်ကလူ ဥရောပနဲ့တကယ်ကြီးကတော်တာအဲ့ဒီတခေါ်ကြီးကြောင့်လည်းအောင်ခိုင်ဆိုတဲ့နာမည်ကိုပြည်သက်ကတည်တယ်။အဲ့ဒီတခေါ်ကြီးကအောင်ခိုင်အောင်ခိုင်အောင်ခိုင်ပြီးတော့အောင်ခိုင်အောင်ခိုင်ဆိုတော့ဥရောပရဲ့ဇာကားရဲ့နာမည်မဟုတ်ဘဲနဲ့ဇာကားထဲမှာလည်းဒီနာမည်ကိုပြီးပြီးသုံးတယ်။အဲ့ဒီတည်းကဟိုဥရောပရဲ့အာမနာကိုအခုအဲ့ဒီကကျွန်တော်ဘယ်လိုလုပ်ရမလဲ။အဲ့ဒါကိုဘယ်လိုပြောရမလဲ။ဥရောပရဲ့အစတွေကတင်တယ်။အဲ့တော့ကျန်အခုနောက်ပိုင်းကလေးတွေလည်း ရှက်เสียမလို့ပညာတခုဆိုတာလိုချင်ရှက်เสียမလို့ကိုမသိရင်မသိဘူးမတတ်ရင်မတတ်ဘူးတင်ကိုတင်ရမယ်ပြီးရင်သူများတကယ်ဘာလုပ်လဲလိလာခုနပြောတယ်တင်းတဲ့ဘူးက response idea အရန်ကောင်းတာရန်ကောင်းရတဲ့အတွက်ဘောက်ငယ်ရှိမှမဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးဒေါ်နန်းခန့်ဝန်နဲ့တကားကြီးအများကြီးပြောနေတဲ့အချိန်မှာသူတိုင်းနောက်မှလုံနေတဲ့ idea တွေမျက်လုံးတွေတွေ့ရမလားအားရှိမှကိုကိုရှိတယ်ဆိုတဲ့မျက်လုံးက ဒိုင်လော့မပြောဘဲနဲ့ तू ကရောက်အဲ့ဒါ respond idea ဆိုတာအဲ့ဒါပဲပမာလူပြောရင်တော့အခံရုပ်ပေါ့ကိုကဒိုင်လော့မပြောရဘူးသို့တော့တချို့ရှိတယ်ငါဒိုင်လော့မပါဘူးဆိုရင်ဟိုကြည့်ဒီကြည့်ဟိုငေးဒီငေးနေတက်တက်လုံးမကြည့်မယ်ဒီသုံးဆောင်ထဲထဲဝင်မတိုးတက်ဘူးအဲ့ဒါတည်ကြဒိုင်လော့မပါဘူးသူ့အကောင်နဲ့နန်းကောင်ကနေစကားတွေပြောနေတဲ့အချိန်မှာကလေးကိုမထိနေလို့ပြောလိုက်တဲ့အချိန်မှာသူ့ လေလုံးလေးအပေါ်ဝင်ပြီးတော့မင်းကောပြလိုက်တာတွေ့တယ်မလားဆိုတော့အဲ့တင်မျိုးတွေဒါဥက္ကဟိုင်းလည်းအခုမှကြည့်နေတာပါသူတော့ဘာတွေလုပ်နေလဲတော့မသိဘူးအဲ respond idea အရင်ရေးကြည့်တယ်ဘာပြောပြောအာဒီကလေးဒီတက်မကအောင်မြင်ပါရေးလို့လေဥက္ကဟိုင်းဒါစိတ်ရင်းနဲ့ဘာပြောပြောပေးသက်တွေကိုလည်းကျေးဇူးတင်ပါတယ်ခုနကကျွန်တော်အစတည်းကပြောသလိုပဲရမဲဆိုတဲ့ဇက်ကားကိုအာပညာပေးဇက်ကားတစ်ခုအနေနဲ့ ကြည့်ပြီးလို့ရှိရင်တော့ရန်အကျိုးကျေးဇူးများပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အာရမဲဆိုတာစီးပွားကြောင့်ရမဲတက်တဲ့ရမဲတက်တဲ့အခြေအကြောင်းရမဲတက်တဲ့အိမ်တော်ကြီးကြောင့်အဲရမဲတွေပေါင်းလာတဲ့အခါကျတော့မိသားစုတွေပါပြိုကွဲတတ်တယ်ဆိုတာကိုဒီကားကတက်တည်ပြနမူနာပေးထားတာပါ။ဒါကြောင့်မလို့ရမဲကိုအားပေးတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်။